မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညချမှုဦးစီးဌာနကနေဇွန်လ2ရက်ဒီကနေ့နေ့9ရက်အချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်လီပင်လေပြင်းနဲ့မင်္ဂလာပင်လောတို့တွင်မုတ်တုံဒီအားကောင်းနေပါမယ်။ဒီကနေ့ညနေထိခမန်းချက်ကတော့စကန်တိုင်းဒေသကြီးအောက်ပိုင်းနဲ့ကယားပြည်နယ်တို့တွင်နေရာစစ်စိကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံပြားမိုးထစ်ချုံရပြီးကရင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်ဒေသအလိုက်နဲ့ နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွက်ရီမူကြီးနိုင်ပါတယ်။ရွာရာနှွန့်ပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး တနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးထိန်နှောင်းများဖြစ်ထွန်းလျက်ရှိပြီးအစိုးရမိုးထိန်နှောင်းများရွေရှားရာနေရာတလျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်းမိုးထိကြုံခြင်းမိုးကြိုးပြစ်ခြင်းလက်စည်းလက်ချင်းနှင့်မိုးတီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှာရန်အကြံပြုပါသည်မြမပင်လေးပင်တွင်မြမကန်ယုံနှင့်တခြားနှင့်ကန်းလူပင်လေးပင်တို့မှာရံဖန်ရံခါမိုးတက်လေးပင်များကြာရောက်ပြီးလိုင်းကြည့်ပါမည်။ မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိုင်း35မိုင်အထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ယူနိုင်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့တွင်ကိုးပေမှ73မီကန်ရှိနိုင်ပါသည်။နောက်နေ့အတွက်ခမန်းစကားတော့မုတ်တုံလီအားအတင်းတက်မှအာကောင်းပါမယ်။နေပြည်တော်ရန်ကုန်မြို့မန္တလေးမြို့နယ်ဤတဝိုက်အတွက်ဒီကနေ့ညနေထိခမန်းစကားတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ကြုံရပါမယ်။ရွာရံလုံးပြည့်ဖြစ်ပါလိမ့်ရှင်။